ပန်မဲရမ်းမြို့နယ်ရှိ Beauty Land Hotel တွင်အမျိုးသမီးငယ်တဦးကိုတပ်ဖြတ်ခဲ့သူနှင့်အလောင်းဖြောက်ဖြဲရာတွင်ပူပေါင်းပါဝင်သူတို့ကိုဖမ်းဆီးရမိရန်ကုန်တိုင်းဒေသကြီးပန်မဲရမ်းမြို့နယ်အမှတ်၁၁ရပ်ကွက်ရှိ Beauty Land Hotel ၅လွှာအခန်းမှ900နှင့် တရင်ပေါက်အပြင်ဘက်အဲကွန်းအောက်တော်နှစ်ခုကြားရှိ အမိုက်အတွင်း၌တေဆုံးနေသည့်အမျိုးသမီးတအူးတွေ့ရှိရာကြောင်းအောက်တိုဘာ6ရက်နေ့နက်ပိုင်းတွင်တရင်ရရဲတပ်ဖွဲ့ဝင်များကတွားရောက်စစ်ဆေးခဲ့ရာပလတ်စတစ်အမိုက်အအတွင်း၌တပ်ဖြတ်ခံထားရပြီးဝန်းတော်မင်းကလေးစာများနှင့်ဝဲဘက်ပေါင်သားများလှိဖြက်ထုတ်ယူထားခြင်းခံထားရသည့်အသက်နှစ်ဆက်နှစ်ခန့်အမည်မသိအမျိုးသမီးတအူး၏အလောင်းအားတွေ့ရှိရသဖြင့်ပန်းမဲရဲမျိုးမရဲစခန်း ပါ96 2025ရာဇသက်ကြီးပုံမှန်302ဖြစ်အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်များကစုံစမ်းဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာတည်ဆုံးသူမှာပဲခူးတိုင်းဒေသကြီးနတ်တလင်းမြို့နယ်နေမစုမြက်ဝင်း23ဖြစ်ကြောင်းသိရသည်ထို့ပြင်ပြစ်မှုကျူးလွန်သူများကိုဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာပြစ်မှုကျူးလွန်သူများမှာတာကေတက်မြို့နယ်အမှတ်9 အရှိရက်ွက်နေအသက်၁၈နှစ်အရွယ်ရှိအောင်ခန့်ကျော်စဉ်နှင့်ဟင်းအီးစားဖြစ်သူဗဟန်းမြို့နယ်အရှိရွှေကုန်းတိုင်ရက်ွက် အောင်ချမ်းသာအင်ယာနေအသက်၁၈နှစ်အရွယ်ရှိအေမွန်အောင်လို့ဖြစ်ကြောင်းစုံစမ်းဖော်ထုတ်သိရှိရသဖြင့်ဖန်စီယာမိနိုင်ရေးဆက်လက်ဆောင်ရွက်ခဲ့ရာမင်းတို့နှစ်ဦးအားအော်တိုဘာ9ရက်နေ့လယ်ပိုင်းတွင်မင်းတို့၏နေအိမ်အသီးသီး၌ဖန်စီယာမိခဲ့ပြီးအောင်ခန့်ကျော်စဉ်၏နေအိမ်မှာ ပြမှုကျူးလွန်စဉ်ရင်းဝတ်စဉ်အသုံးပြုခဲ့သည့်အဝတ်စားများစတီးဒါနှစ်ချောင်းတည်ဆုံးသူကိုင်ဆောင်သည့်လက်ကင်ဖုံးတစ်လုံးအပါအဝင်လက်ကင်ဖုံးသုံးလုံးနှင့်ဆက်ဆက်ပစ္စည်းများအားတင်ဆက်ရရှိခဲ့ကြောင်းသိရသည်အဆိုပါပြမှုကျူးလွန်သူ အောင်ခန့်ကျော်စင်၏ထွက်ဆိုချက်အရနင်းသည်ဂိမ်းလွန်အကျုံကစားခြင်းလူသက်အလောင်းဖြောက်သည့်နိုင်ငံသားဇလန်းတွဲများအားအလွန်အကျုံကြည့်ရှုလေးရှိကြောင်းအော်တိုဘာ9ရက်တွင် လီဒါအမည်ရှိ Telegram Channel မှတဆင့်မဆုမြတ်ဝင်းအားပျော်ပါရန်အတွက်အခကျင်းငွေဖြင့်ဆက်သွယ်ခေါ်ယူခဲ့ပြီးပန်မေရန်မြို့နယ်ရှိ Beautyland Hotel အခန်းမှတ်902ပျော်ပါနေစဉ်ရင်းကြီးရှုခဲ့သည့်လူသက်အလောင်းဖြောက်နိုင်ငံသားရုပ်တံဇလန်းတွဲများမှဇက်ဆောင်များအတိုင်းမဆုမြတ်ဝင်းအားအတင်းဆောင်ထားသည့် Steeda နှစ်ချောင်းဖြင့်ရက်ဆက်စွာတက်ဖြတ်ပြီးဝမ်းနွင်းကလေးစာများနှင့် ဝဲဘက်ပေါင်သားများအားလှီးဖြတ်ထုတ်ယူကာဆုံးပြစ်ခြင်းများပြုလုပ်ခဲ့ကြောင်းသတင်းထုတ်ပြန်မှုအရသိရသည်